အားလုံးပဲမင်္ဂလာပါရေစဘုံ anime channel ကနေကြိုဆိုလိုက်ပါတယ် web fan တွေကမှရေမန်းအစားဆုံးနဲ့အငြင်းအဆုံးဖြစ်တဲ့ channel မီရောတို့ဘသူပုံကျမ်းလာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးသားမှာဖြစ်ပါတယ် channel မီရောကိုနှိုင်းရှင်တဲ့ video တွေမှာတော်တော်များများတွေ့ရပါတယ်ကျွန်တော်ကအပြောင်းအလဲအနေနဲ့ channel မီရောကို main character luffy နဲ့ရှင်လို့ပြမှာဖြစ်ပါတယ် share version luffy မီရော version luffy ကိုပြောပြပေးသားမှာပါကဲဟုတ်ပြီရှင်ဝေးပြောရောမနဲ့စလိုက်ရအောင်ပထမဆုံး share version luffy ဒါပေမဲ့မှာဆိုရင်လူဖီကအဝေးကန်းဖြစ်ပြီးသားမီတီကယ်ဇိုဝန်တိုင်းဟီတိုဟီရိုနိုမီမော်ဒန်နီကအသီးကိုစားထားပါတယ်။ဒရိုင်းဝိုင်းစီကနေဆက်ခံထားတဲ့အသီးဖြစ်ပါတယ်။ချန်စ်ကတော့ဘာဒေဘဖူမှာမစားထားပါဘူး။ချန်စ်ကဂရင်းဖန်ဆိုရဲ့ဓာတ်ကိုအသုံးပြုပြီးတော့တိုက်ခိုက်ပါတယ်။ချန်စ်ရဲ့ဓာတ်ကဘယ်အဆင့်မှာရှိရဲဆိုတာအတိအကျမသိရပေမဲ့တော်တော်ကျန်းတဲ့အဆင့်မှာရှိမယ်လို့ထင်ပါတယ်။ဆပရင်ဂရိတ်ဆော့ရဲ့က WBA ရဲ့မူရိုခူမိုဂီဗီနဲ့ရှင်တိုက်နိုင်ခဲ့တယ်။မရင်းဖို့ဝါမှာအကိုင်းလို့ရဲ့ချွဲရည်လက်တီကိုဘာတမ်းမိမှထိပဲနဲ့ကာနိုင်ခဲ့တယ်။ ကင်ပါရီတစ်ခုလုံးကိုဆုပ်ပြတ်သက်သွားအောင်တစ်ချက်တည်းနဲ့ပိုင်းနိုင်ခဲ့ပါတယ်။ရှဲတဲ့ဒါဂရီဖွန်ဟာဆယ်ရင်ဂရိတ်ဆော့တက်လက်တောင် ဖြစ်ရင်ဖြစ်နေနိုင်ပါတယ်။ဟာဂီမှာဆိုရင်တော့နှစ်ယောက်လုံးကဟာဂီပုံစံသုံးမျိုးလုံးကိုအဘန်ဖော်တီသုံးတတ်တယ်။အဘန်အော်ဇာဗီရှင်ဟာဂီတစ်မျိုးဖြစ်တဲ့ဖြူချာဆိုင်မှာတော့ရှန်ကလူဗီတက်ပူတာပါတယ်။ပြီးတော့ရှန်ကရန်သူကိုဖြူချာဆိုင်မသုံးနိုင်အောင်လည်းလုပ်နိုင်ပါတယ်။ဒေဗယ်ဖရူဘိုင်းမှာလူဖီကတာပြီးတော့ဟာဂီဘိုင်းမှာတော့ရှန်ကပူတာမယ်လို့ထင်ပါတယ်။ Gear 5 Luffy ကနိုင်နိုင်ရည်ရှိတော့တယ်လို့ထင်ရပေမဲ့ရှန်းရဲ့အတွေ့အကြုံနဲ့ဟာဂီယာလည်းမခေပါဘူး။ Luffy အတွက်ရှန်းကခက်ခဲတဲ့ opponent ဖြစ်နေဦးမှာပါ။လက်ရှိတည်ထားရတဲ့အခြေအနေမှာဘယ်သူနိုင်မလဲရွေးပါဆိုရင်တော့ကျွန်တော်ကရှန်းကိုရွေးပါတယ်။ Brother တို့အနေနဲ့ Luffy နိုင်မယ်ထင်ရင်လည်းကောင်းမှရေးသွားပြီးပါ။လွတ်လပ်စွာသဘောထားကွဲပြားနိုင်ပါတယ်။ရှန်းဘက်က Luffy ကိုပြောပြပြီးဆိုတော့နောက်တစ်ခုက Mihawk ဘက်က Luffy မီဟောနဲ့လူဖီကဇလန်းမှာထိတ်တိုက်ရင်ဆိုင်ရနိုင်ခြင်းနဲ့ပါတယ် မီဟော့ကလူဖီအတွက်မဟုတ်ပဲလူဖီရဲ့ right hand ရိုနာဇိုလိုရဲ့ character development တွေဖန်တီးထားတဲ့ဇက်ကောင်ပါစပြီးနိုင်ရှင်ကြီးမယ်လူဖီအတိထားတဲ့အတိုင်း awaken double view ကိုစားထားတယ်မီဟော့ကဘာတယ်ဘယ်ဖြူမှမစားထားဘူးမီဟော့က one strong way saw man သူကကဘာပေါ်မှာအတန်မဆုံးကဒါသားမှာသူ့ရဲ့တိုက်ခိုက်ပုံကဓာရေးကိုအခြေခံတယ်မီဟော့ရဲ့ဓာက seven grace war စနစ်လက်ထဲကယူလူဆိုတဲ့ဓာဖြစ်ပါတယ်ဝမ်ဘီထဲမှာအကြီးဆုံးဓာဖြစ်ပြီးတော့ black blade လည်းဖြစ်ပါတယ် လက်ဘိတ်ဆိုတာကဓာတ်ကိုဓာတ်သမားရဲ့အမမတ်ဟာကီနဲ့အမြဲတမ်းအုပ်ထားပြီးတော့တုံးလို့ရတဲ့ဓာတ်ဖြစ်ပါတယ်။ဝမ်ဘီကျဲမှာအခြားသောဓာတ်ဖြစ်ပြီးတော့လက်ရှိယူလူနဲ့ဇိုရိုကိုင်နေတဲ့ရှူဆူရီဆိုတဲ့ဓာတ်နှစ်ချောင်းကိုသာတွေ့ရပါသေးတယ်။ကျွန်တော်ထင်ဝမ်ဘီဆိုတဲ့ကအတန်မာဆုံးဓာတ်ကိုမြေတော်ကပိုင်ဆိုင်ထားတာပါ။ဟာကီမှာဆိုရင်လူဖီကသုံးမျိုးလုံးကိုအဗန်ဖောင်တွေတီးသုံးနိုင်ပေမဲ့မြေတော်စီမှာကအမမတ်နဲ့အော်ဆာဗေးရှင်းဟာကီတွေသာရှိပြီးတော့ကွန်ကွာတဲ့ဟာကီမရှိပါဘူး။ မီယောလူလူစီမှာကွန်ကွာရာဟာဂီမရှိတာတော့အန်အောဘုတ်ကောင်းပါလေဒါပေမဲ့အမမန်နဲ့အော်ဇာဗီရှင်ဟာဂီပိုင်းကတော့အကောင်းဆုံးတော့သွားကြပါတယ်ရှမ်းနဲ့လက်ရည်တူရှင်နိုင်လာတဲ့မီဟောကလူဖီထက်တော့အော်ဇာဗီရှင်ဟာဂီကောင်းနိုင်ပါတယ်အမမန်မှာတော့ဘလက်ဘလိတ်သုံးနိုင်တဲ့မီဟောကလူဖီကဂီယာရီနဲ့ရီယိုဂလိုပုံစံတွေကိုသုံးနိုင်တယ်ဒီမှာလဲမီဟောကတားတယ်လို့ကျွန်တော်ထင်ပါတယ်လူဖီကအခုချိန်မှာအိုဘာဘာဖြစ်နေပြီမြေဟောကိုတိတ်တောင်းလုပ်နိုင်ဖို့ကတော့ခက်ခဲနေဦးမယ်ထင်တယ် ကမ္ဘာတော်ဆုံးဒါသမားဆိုတဲ့ဂုံပုတ်ကိုတော့ဆက်ထိနိုင်ဦးမှာပါ။ရာသာတို့ကလူဖီနိုင်မယ်လို့ပြောလဲကျွန်တော်ကလက်ခံပါတယ်။ comment မှာပြသပေးကြပါ။ကဲအဲ့ဆိုနိုင်ရှင်လို့ပြသပြီ။ဒီဗီဒီယိုကကျွန်တော်ရဲ့အမြင်ကြီးတဲ့ဟိုပဲပြောပြပေးထားပါ။ရာသာတို့အမြင်ကိုလည်း comment မှာရေးပေးကြပါ။ရှမ်းရဲ့၊မီဟော့ရဲ့၊လူဖီရဲ့၃ယောက်လုံးကအားသာချက်ကိုရှိကြပါတယ်။ရှမ်းကဟာကီ၊မီဟော့ကဒါရီပိုင်၊လူဖီက W အားသာချက်ရှိပါတယ်။လူဖီကအိုဝေရာကခိုင်ရိုတို့မင်မာတို့လို့ ရင်ကိုတွေကိုဖိတ်ထားလုံးနိုင်ပေမဲ့ရှင်းနဲ့မျိုးရိုးရဲ့ generation ကိုလည်းမကြခင် ကြော်တက်နိုင်တော့မယ်ထင်ပါတယ်။နောက်ထပ် power upgrade ကြီးကြီးမှတစ်ခုမြင်ရပြီးရင်တော့ Luffy ကနိုင်နိုင်ကြီးရှိပါတယ်။ကဲအဲ့ဆိုဗီဒီယိုလေးကဒီလောက်ပါပဲ။အဆုံးနေကြည့်သွားပြီလို့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဘယ်အကြောင်းအရာတွေကိုဖန်တီးပေးရမလဲဆိုတာကိုတော့ comment မှာရေးသွားပေးကြပါ။နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်။ကြမတန်းနဲ့